အားလုံးပဲမင်္ဂလာပါဒီပိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ Facebook အကောင့်မှာချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်တွေ Gmail တွေကပေါ့နော်ကုတ်တောင်းရင်ကုတ်မကြဘူးဘာကြောင့်ကုတ်မကြရတာလဲပေါ့နော်အဲဒါလေးကို sharing လုပ်ပေးပါလို့တောင်းဆိုတဲ့အတွက်ကျွန်တော်မျှဝေပေးချင်ပါတယ်အဲဒါခက်ဒီလိုမျိုးလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ Facebook account ကဖွင့်ထားခဲ့တာကအလဲက Gmail တစ်ခုပဲအဲဒါပေမဲ့ကျွန်တော်ကအပေါ်ကပေါ့နော်ကိုယ့်ရဲ့ Facebook account ကို forget နေနဲ့ recovery ပြင်လို့ရအောင်ဆိုပြီးတော့အပေါ်က Gmail တစ်ခုထည့်ထားတယ် အဲအောက်မှာဖုန်းနံပါတ်တစ်ခုထည့်ထားတယ်ပေါ့နော်တချို့မိတ်ဆွေတွေလည်းဒီလိုမျိုးပဲထည့်ထားခဲ့တယ်ဖုန်းနံပါတ်တွေထည့်ထားတယ်အဂျီမင်းတွေထည့်ထားတယ်ထည့်ထားပေမဲ့လည်းကျွန်တော်တို့အဲကုတ်တောင်းတဲ့ချိန်ကြီးပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကျွန်တော်တို့ရဲ့ဂျီမင်းတွေကိုကုတ်မကြဘူးအဲဘာကြောင့်မကြရတာလဲပေါ့နော်မကြရခင်အကြောင်းရင်းကတော့ကျွန်တော်ရဲ့မိတ်ဆွေကဒီတိုင်းလေးပေါ်နေုံနဲ့အဲကျွန်တော်ဒီဖုန်းနံပါတ်တွေဒီဂျီမင်းတွေကကုတ်မကြပေးဘူးကုတ်ကြခြင်းလည်းဆိုရင်သူ့ကိုကွန်ဖန်ဖြစ်အောင်လုပ်ပေးဖို့လိုအပ်တယ်ကွန်ဖန်ဖြစ်ထားမယ်ဆိုရင်ဒီအဲကုတ်မကြဘူးဆိုတဲ့ပြဿနာကလုံးဝမရှိဘူးပေါ့နော် ဒါကြောင့်တော်တော်များများကမှားနေတဲ့အမှားလေးပေါ့နော်။ဒါကြောင့်ကျွန်တော်ရမိတ်ဆွေကဒီဗီဒီယိုပိုင်းကိုကြည့်ပြီးတဲ့ဆိုရင်ကိုယ့်ရဲ့ Facebook အကောက်ကိုဝင်စစ်ကြည့်ဒီနေရာတွေကကိုချိတ်ဆက်ထားခဲ့တဲ့ဖုန်းနံပါတ်တွေကြည်မင်းနေတာပေါ့နော်။တကယ်ပဲကွန်ဖမ်းဖြစ်လား။ကွန်ဖမ်းဖြစ်နေမှာကုတ်တောင်းရင်ကုတ်ကြတယ်။ကွန်ဖမ်းမဖြစ်ဘူးဆိုရင်ကုတ်မတောင်းရင်ကုတ်တောင်းတဲ့ချင်းကုတ်မကြဘူးပေါ့နော်။ဒါကကုတ်မကြချင်းရဲ့အကြောင်းပေါ့နော်။ Okay ဒါကိုဘယ်လိုမျိုးကြည့်မလဲ။အဲ့ဒါဆိုရင်ကျွန်တော်ထွက်ပြလိုက်မယ်နော် step by step ဘယ်နေရာကတွားကြည့်ပြီးတော့ဘယ်လိုမျိုးလုပ်ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေက Facebook ထဲကိုဝင် deep profile လေးကိုတစ်ချက်နှိပ် အဲပြီးသွားရင်ဒီမှာစတင်ပုံလေးပေါ်နေတယ်အဲ့ဒီစတင်လေးကိုတစ်ချက်နှိပ်အဲပြီးသွားရင်ဒီမှာစီးပွားရင်အကောက်စင်တာဗောနော်အဲ့ဒီအပြာကြောင်းလေးကိုတစ်ချက်နှိပ်နှိပ်ပြီးရင်ဒီမှာ personal details ဆိုတာရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ဒါဆိုရင်သူကဒီလိုမျိုးပေါ်လာတယ်အဲဒါဆိုရင်ကျွန်တော်ချိတ်ဆက်ထားတာတွေဗောနော် contact info တွေအပေါ်ဆုံးအကြောင်းကိုတစ်ချက်နှိပ်နှိပ်ရင်ဒီလိုမျိုးပေါ်လာတယ်ဒါပေမဲ့ဒီမှာကျွန်တော်၃ခုထည့်ထားတယ် phone number လည်းထည့်ထားတယ်အဲအပေါ်ကဂျီမေးလေးထည့်တာမဟုတ်ကျွန်တော်ရဲ့ Facebook ကောက်ကိုဖွင့်ထားတာအလဲကဂျီမေးတစ်ခုပဲဒါတွေကကျွန်တော်ရဲ့ Facebook ကုတ်တောင်းတဲ့ချိန်ညာအခက်အခဲဖြစ်ရင် ဒါပုတ်တောင်းလို့ရအောင်တကယ်လို့ဒီဂျင်မင်းนี่ပျောက်သွားတဲ့ချိန်ကြရင်ပေါ့နော်ဒါပြန်ပြီးတော့ကိုယ့်ရဲ့ Facebook account ကိုအလွယ်တကူဝင်လို့ရအောင်ပေါ့နော်အထက်မွန်ထက်နီးတွေလည်းကျွန်တော်တင်ပေးထားတာရှိတယ်ပေါ့နော်အ Facebook အသုံးပြုတွေနဲ့ဒီတိုင်းလေးတွေကထည့်ထားပါအဒီတိုင်းထည့်ထားရုံနဲ့မပေးဘူးပေါ့နော်ထည့်ထားတဲ့ဖုန်းနံပါတ်ပဲဖြစ်ဖြစ်ဂျင်မင်းပဲဖြစ်ဖြစ်ကွန်ဖမ်းဖြစ်အောင်လုပ်ပေါ့နော်โอเคဒါဆိုရင်ကုန်မကြတဲ့မိတ်ဆွေတွေကဒီချက်ကိုဝင်စစ်ကြည့်ဝင်စစ်ကြည့်ပြီးတော့ကွန်ဖမ်းဖြစ်အောင်လုပ်ပေးလိုက်ပေါ့နော်โอเคဒါဆိုရင်စစ်တဲ့နီလန်လေးကိုကျွန်တော် share လေးလုပ်ပေးမယ်ဒီအလဲကတော့ဒါကျွန်တော်ရဲ့ Facebook account ကိုအစဖွင့်ထားခဲ့တဲ့ Gmail ပေါ့နော် အဲခွင့်နှက်ခဲ့တာပဲဖြစ်ပါဦးဒီဂျီမင်းတစ်ခုကဒီဒီသုံးခုတည်းကတစ်ခုခုကြိုက်တာရှိနေစေမိတ်ဆွေရဲ့ Facebook ကဘယ်တော့မှမဆုံးရှုံးဘူးအချိန်မရွေးပြိုင်မှုရတယ်တကယ်လို့ဒီနေရာမှာဝင်စစ်ကြည့်လို့ကိုမသိတဲ့ဖုန်းနံပါတ်ကိုမသိတဲ့ဂျီမင်းနေရှိတယ်ဆိုရင်ဖြုတ်ပလိုက်ကိုမသုံးတော့တဲ့ဖုန်းနံပါတ်တွေကိုမသုံးတော့တဲ့ဂျီမင်းနေရှိတယ်ဆိုရင်လည်းဖြုတ်ပလိုက်ဒီနေရာမှာကိုမသိတဲ့အရာဝတ္ထုဆိုဘာမှမထားနဲ့ဖုန်းနံပါတ်ပဲဖြစ်ဖြစ်ဂျီမင်းပဲဖြစ်အကုန်လုံးဖြုတ်ထုတ်လိုက်ပေါ့နော် Okay ဖြုတ်ထုတ်တဲ့နီလန်းလေးနဲ့တကယ်လို့တချို့ပုတ်တောင်းရင်လည်းကိုမကြတဲ့မိတ်ဆွေတွေလည်းဒီအချက်လေးကို ွန်ဖန်ဖြစ်အောင်လုပ်ပေးဖို့လိုအပ်တယ်။ Okay ဒါလေးကိုကျွန်တော်နမူနာအနေနဲ့ sharing လုပ်ပေးမှာပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ Facebook account ကိုစောက်ဖွင့်လာတာဒီအလဲကဂျီမင်းပေါ့နော်။ဒါဆိုရင်အပေါ်ကကျွန်တော် forecast အနေနဲ့ထည့်ထားတာ။အဲ့ဒီဂျီမင်းကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်နှိပ်လိုက်မယ်။အဲ့နှိပ်လိုက်ရင်ဒီလိုမျိုးဖြစ်နေတယ်။ဒီလိုမျိုးပေါ့နော်။ဒီလိုမျိုးလာပြတယ်။ဒီလိုမျိုးဆိုရင်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေရဲ့ဒီနေရာမှာအဲ့ဒီကျွန်တော်တစ်ချက်ကြည့်တယ်နော်ဒီနေရာလေးကတစ်ချက်ထင်တာမြင်တာပြအောင်ကျွန်တော်ဖုန်းနံပါတ်လေးပါနောက်တစ်ချက်ဝင်ပြမယ်ဒီလိုမျိုးလေးပေါ့နော်အဲဒါဆိုလွဲနေတယ်နော်အခုနောက်ခါနေမလို့ဒါဆိုရင် confirm မှန်ပါဖြစ်နေတယ် အကွန်ဖမ်းမှန်ပါဖြစ်နေတယ်ဆိုရင်ဒီဖုန်းနံပါတ်ကထည့်ထားလဲအပူပဲကုတ်မကြဘူးဒီဖုန်းနံပါတ်ကပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေတချို့တော်တော်များများကကိုယ့်ရဲ့ Facebook အကောင့်ကိုဆုံးရှုံးမှကြောက်တဲ့အတွက် forget နေတဲ့ recovery နေနေပေါ့နော်အဲဒီနေရာမှာဒီလိုမျိုးတော့လာထည့်တာလဲလာထည့်တာခုနကလိုမျိုးကွန်ဖမ်းမှဖြစ်တဲ့အတွက်ကုတ်တောင်းရင်ကုတ်မကြဘူးနော်ကုတ်မကြခြင်းရဲ့အကြောင်းရင်းဟာအဲကွန်ဖမ်းမှဖြစ်တယ်လို့ပေါ့နော်အဲကွန်ဖမ်းဖြစ်ဖို့ဟာဘယ်လိုမျိုးလုပ်ရလဲဒါဆိုရင်ပေါ်ကကြီးမင်းကိုတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ရင်ဒီနေရာမှာကွန်ဖမ်းမှန်ပါဆိုပြီးတော့မပေါ်တော့ဘူး အဲဒီမေးမှာပေါ့နော်ဒီလိုမျိုးမပေါ်နေမှာပေါ့နော်တကယ်လို့ဒီနေရာမှာ confirm မှန်ပါဆိုပြီးတော့ပေါ်နေတယ်ဆိုရင်အဲ့ဒီ confirm မှန်ပါကိုနှိပ်နှိပ်ပြီးတော့ဒီဂျီမင်းကိုသွားပြီးတော့သူကကုတ်ကလေးကိုသွားပို့အဲ့ဒီကုတ်ကလေးလာထည့်ပေးတိုင်းမှာအဲသူက confirm ဖြစ်တယ်ပေါ့နော်အဲသဘောပေါက်မယ်နော်အဲဒါကဂျီမင်းနဲ့လည်းလှုပ်ထားပါအဲကိုယ့်ရဲ့ Facebook account ကိုဆုံးရှုံးမှကြောက်တယ်ဆိုရင်မဖြစ်မနေဂျီမင်းတစ်ခါကိုလာထည့်ထည့်ပြီးတော့ဒီနေရာမှာ confirm ဖြစ်အောင်မလို့ဒီနေရာနှိပ်လိုက် confirm နှိပ်လိုက်တာနဲ့ အခုဒီဂျီမင်းပေါ့နော်ခင်မ72ဆိုတဲ့ဂျီမင်းကိုတွားပြီးတော့သူကကုတ်လေးတော့ပို့အဲ့ကုတ်ကလေးဒီမှာလာထည့်ပြီးတော့ confirm လုပ်ပေးလိုက်ပေါ့နော်အဲဖုန်းနံပါတ်ဆိုရင်လည်းအတူတူပဲအတချို့ကျွန်တော်တို့ရဲ့ Facebook ကောင်ဖုန်းနံပါတ်ကလည်းကုတ်မကြပေးဘူးဆိုရင်ဒီနေရာပေါ့နော်အကုတ်မကြခြင်းအကြောင်းပေါ့နော်ဒါဆိုရင်ဒီဖုန်းနံပါတ်ကိုတစ်ချက်နှိပ်နှိပ်လိုက်ရင်ဒီလိုမျိုး confirm မှန်ပါဒီလိုမျိုး confirm မှန်ပါပေါ်နေတယ်ဆိုရင်ဒီဖုန်းနံပါတ်ကထည့်ထားတာအလကားပဲထည့်ထားတာ Facebook တွေမှာလာရှုပ်နေတာပဲရှိတယ်ပေါ့နော်မိတ်ဆွေကုတ်တောင်းလဲကုတ်မကြဘူးအဲမိတ်ဆွေကုတ်မကြတဲ့မိတ်ဆွေကဒီအချက်ပေါ့နော် confirm မဲ့ထည့်ထားတဲ့ဟန်ပဲရှိတယ် တကယ်အတီမပြုတ်သေးဘူးပေါ့ဒါဆိုရင်ကျွန်တော်ရဲ့မချက်ကအတီပြုတ်မဆိုရင်ဂျီမိတ်မဆိုရင်လည်းဒီလိုမျိုးလေးပေါ်နေတယ်နော် confirm မဖြစ်ဘူးဆိုရင်အဲ့ဒီ confirm ဆိုတော့ confirm email ပေါ့နော်အဲ့အဲ့လိုမျိုးနှိပ်တယ်ပေါ့ဒါကတော့ phone number ဖြစ်တယ် confirm number ပေါ့နော်အဲ့ဒီမှာအပြာကြောင်းလေးနဲ့ပေါ်နေတယ်နော်အဲ့ကျွန်တော်ကတော့ဒီ phone number ကတော့ကျွန်တော်ကမထည့်တဲ့အဖြစ်တွေကျွန်တော်မပြပေးတော့ဘူးနော်နားလေလွယ်အောင်ကျွန်တော်ရှင်းပြပေးမယ်အဲ့တကယ်လို့ confirm number ကိုကျွန်တော်ရဲ့မချက်ကနှိပ်လိုက်နှိပ်လိုက်တဲ့နဲ့တချို့ဟာတွေကြတော့လေကုတ်မကြောက်တခါတည်းအဲပျောက်သွားတယ်ပေါ့ဒီ confirm number ဆိုပေါ်နေလို့မရဘူး အဲကွန်ဖမ်းမှန်ပါဘူးအတီးပြုတ်ပေးမယ့်ရာတချို့ကျတော့လည်းဘာမှကုတ်ထဲ့ကြမလို့ဖုန်းထဲမှာရှင်တခါတည်းသူ့ဘာလို့အတီးပြုတ်သွားတာပေါ့နော်အဲတချို့ကျတော့လည်းအတီးမပြုတ်ဘူးအတီးမပြုတ်တဲ့မိတ်ဆွေတွေဆိုရင်အဲ့ဒီကွန်ဖမ်းမှန်ပါကိုနှိပ်လိုက်ကွန်ဖမ်းမှန်ပါနှိပ်လိုက်တယ်ဒီဖုန်းနံပါတ်ကို तू ကကုတ်ကလေးတွေတွားကြတယ်အဲ့ဒီကုတ်ကလေးတွေကိုဒီနေရာမှာနောက်တော့အဲကုတ်ထဲ့ဖို့အတွက်ပေါ့နော်အဲရေးစာရေးထဲ့ဖို့ကုတ်လေးတစ်ခုအကွက်လေးတစ်ခုပေါ်လာတယ်အဲ့ဒီအကွက်လေးထဲမှာဒီဖုန်းနံပါတ်ကိုကြာသွားခဲ့တဲ့နံပါတ်လေးတွေလာရိုက်ထည့်ပြီးတော့အဲကွန်ဖမ်းဆိုတဲ့ဒီလိုဒေါက်လေးမှာပေါ်နေနှိပ်ပြီးလဲပေါ့နော် နှိပ်ပြီးလဲမှပဲဒါဒီဖုန်းနံပါတ်ကအတီးပြုတ်သွားတာပေါ့နော်အတီးပြုတ်သွားမှပဲကျွန်တော်ရဲ့မဆွေကုတ်တောင်းတဲ့အချိန်ကြီးမှာဆိုရင်နော်ဖုန်းနံပါတ်နဲ့ပဲတောင်းတော့ကြီးမင်းနဲ့ပဲကုတ်မကြတဲ့ပြဿနာလုံးဝမဖြစ်ဘူးပေါ့နော်အတချို့ကျတော့ကုတ်မကြတာဒီအချက်တကြပေါ့နော်ကျွန်တော်တို့ဖုန်းနံပါတ်တွေထည့်ထားတယ်ကြီးမင်းနေလည်းထည့်ထားတယ်ဒါပေမဲ့ကုတ်မကြအောင်ဆိုရင်ဒီနေရာမှာကိုချိတ်ဆက်ထားထည့်ထားခဲ့တဲ့ဖုန်းနံပါတ်တွေကဒါအသက်မဝင်လို့ပေါ့နော်ပြောမဆိုရင် confirm မဖြစ်သေးဘူးပေါ့နော်အဲ confirm မဖြစ်သေးတဲ့ဒီလိုမျိုးပေါ်နေတိုင်းဒါဒီဖုန်းနံပါတ်တွေကကုတ်တောင်းလို့မရဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့မဆွေကအဲ ကိုဖုန်းနံပါတ်အခုပဲပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်မစ်စ်ဝင်စစ်ကြည့်လိုက်ကိုရဲ့ Facebook account ကိုဝင်ပြီးတော့ကိုချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ကြီးဂျီမီနေကကွန်ဖန်းဖြစ်လာပါတော့ကွန်ဖန်းဖြစ်တဲ့ဟာဆိုရင်အဥပမာဒီလိုမျိုးလေးပေါ့နော်အဒီတင်ညာမှာကွန်ဖန်းဆိုကွန်ဖန်းဖုန်းနံပါတ်ကွန်ဖန်း email ဆိုတော့ပေါ်နေတယ်ဂျီမီဆိုရင်ပေါ့နော်အသူ့မှာကမပေါ်တဲ့အတွက်ဒါကကွန်ဖန်းဖြစ်သွားပြီပေါ်နေရဆိုရင်ကွန်ဖန်းမဖြစ်သေးဘူးပေါ့နော်ဒါမှမဟုတ်တော့ကျွန်တော်ရဲ့မစ်စ်ကဒီဂျီမင်းကိုဖြုတ်ထုတ်ချင်တယ်ကျွန်တော်လည်းမသိဘူးဒီဂျီမင်းကတုံးလည်းမတုံးတော့ဘူးဆိုရင်တော့ဖြုတ်ထုတ်လိုက်အဲထဲမထားနဲ့ပို့တယ်ပေါ့နော် အဲဘာတော့မှလည်းအကျိုးမရှိတကယ်လို့ဒီ Gmail တယောက်ကရပါကိုယ့်ရဲ့ Facebook ကောက်ပါပသွားမယ်ဗောနော်ဒါကြောင့်ဒီနေရာမှာအဲကိုမသိတဲ့ဖုန်းနံပါတ်ကိုမသိတဲ့ Gmail ဆိုရင်ဖြုတ်ရတယ်ဘယ်လိုမျိုးဖြုတ်မလဲဆိုရင်လည်းလွယ်လွယ်လေးပဲ delete မှန်ပါအောင်နှိပ်လိုက်နှိပ်လိုက်တာနဲ့ဒါသူကပြုတ်တယ်တချို့ကြတော့မပြုတ်ဆိုရင်လည်းဒီ Gmail ကိုသွားပြီးတော့ကုတ်ကလေးလာကြပေးသေးတယ်ဗောနော်လာကြပြီးမှဖြုတ်လို့ရတယ်ဗောနော်ဒါကတော့အဲ Facebook သုံးဆွဲတဲ့ပုံကမူတည်ပြီးတော့ဖြုတ်လို့ရတယ်ဗောနော် Okay ဒါဆိုရင်သူက confirm ဖြစ်ထားတဲ့အတွက်ဗောနော်ဒါဆိုရင်အောက်ကဖုန်းနံပါတ်ကိုတစ်ချက်နှိပ်ကြည့်အဖုန်းနံပါတ်မှာလည်းထုတ်သူပဲအဲဒါကတော့ confirm မှန်ပါဆိုပြီးတော့ပေါ်နေတယ်အရှိကကြည်မင်းဆိုရင်တော့ confirm အီးမေးလ်ဆိုပေါ်နေမှာပေါ့နော်ပေါ်နေရင်ဒီလိုမျိုးပေါ်နေတော့ဒါ Facebook နဲ့ချိတ်ဆက်မှုမရှိသေးဘူးရှိနေတဲ့အလကားပဲဒီဖုန်းနံပါတ်ကပို့နေတာပဲရှိတယ်ပေါ့နော်ဒါကြောင့် confirm လုပ်ပေးအဲ confirm လုပ်ပေးမယ်ဆိုရင်လည်း confirm member ကိုနှိပ်တချို့ကြတော့လည်း auto ဝင်သွားတယ်အဲတချို့ကြတော့လည်းမဝင်ဘူးပေါ့နော်မဝင်တဲ့အတွက်အဲဒီ confirm member ပေါ့နေတိုင်းဒီဖုန်းနံပါတ်ပေါ့နော်ဒီဖုန်းနံပါတ်ကိုကုတ်သွားဖို့တယ်အဲဒီ code လေးတွေယူပြီးတော့ဒီမှာဒီနေရာလေးမှာအကွက်လေးတစ်ခွက်ထပ်ပေါ်လာတယ်အကွက်လေးတော့နှိပ်နှိပ်ပြီးတော့ဒီဘက်မှာ confirm ဆိုပြီးတော့အပြာလေးနဲ့ပေါ်နေမှာအဲ့ဒါလေးကိုအတီးပြုတ်ပေးလိုက်မှာပဲ အဒီနေရာမှာဒီလိုမျိုးပေါ်နေလို့မရဘူးပေါ့နော်အဒီနေရာမှာဒီလိုမျိုး confirm လေးပါလိမပေါ်နေမှပဲအဒီဒီဖုန်းနံပါတ်ကအတီးပြူသွားတယ်ပေါ့နော်အတီးပြူပြီးဆိုရင်မိတ်ဆွေရဲ့ Facebook account မှာတိုက်တဲ့ချင်းကုတ်တောင်းကုတ်မကြတဲ့ပြက်တနာလုံးဝလုံးဝမရှိဘူးပေါ့နော်ကုတ်မကြချင်းရဲ့အကြောင်းရင်းကတော့အဲကျွန်တော်ပြောသလိုပဲကိုချိတ်ဆက်ထားခဲ့တဲ့ဖုန်းနံပါတ်တွေ Gmail က confirm မဖြစ်သေးလို့ပါ။ Okay ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာလေးမှာပေါ့နော်အဲဒီဖုန်းနံပါတ်က အဲကျွန်တော်ကအတုံးမပြုတ်တော့ဘူးမရှိတော့ဘူးဆိုရင်ဖြုတ်ထုတ်လိုက်အတုံးမပြုတ်တဲ့ဖုန်းနံပါတ်တွေအတုံးမပြုတ်တဲ့ Gmail နေဆိုရင်ဒီတိုင်းမထားနဲ့ဖြုတ်ထုတ်လိုက်โอเคဒါဆိုရင်ဘယ်လိုမျိုးဖြုတ်မလဲဆိုရင်လည်းဒါကျွန်တော်နမူနာနဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်ဖြုတ်လိုက်မယ်နော်အဲဖုန်းနံပါတ်ကိုနှိပ်အနှိပ်လိုက်ရင်ဒီလိုမျိုး confirm မဖြစ်တဲ့ဟာဆိုရင်ဖြုတ်လိုက်အဲတကယ်လို့ကိုရတဲ့မြဲသုံးတဲ့ဖုန်းနံပါတ်ဆိုတော့ confirm လုပ်လိုက်ပါနော်ဖြုတ်မယ်ဆိုရင်လွယ်လွယ်လေးအဲ delete member အနီလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးဒီလိုမျိုးပေါ်လာမယ်အဲပေါ်လာမှဆိုရင် delete ပေါ့နော်ဒါကလည်းကျွန်တော်ကမတုံးမတုံးပြုတ်ပါနော်ကျွန်တော်ရဲ့ဖုန်းโอเคအဲဒါဆိုရင် तू ကဖြုတ်ထုတ်ဖို့အတွက် digital mail ကိုဒါ तू ကကုတ်သွားပို့ပြီနော် အဲ့ဒါဆိုရင်ကျွန်တော်ကဒီကြည်မင်းကကုတ်ကဒီမှာလာပြလာထည့်ပေးမှာပဲအဲဒီဖုန်းနံပါတ်ကဒါပြုတ်တယ်ပေါ့နော်အတချို့ကြတော့လည်းနှိမ့်လိုက်ထားလည်းပြုတ်သွားတယ်ကွန်ဖန်လုတ်เสียမလို့ဘူးပေါ့နော်ဒါကကျွန်တော်နမူနာအနေနဲ့ထင်သာမြင်သာဖြစ်အောင်ကျွန်တော်ပြ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 ရနော်အဲ့ဆိုရင်ကျွန်တော်ကဖြုတ်တို့ဖို့အတွက်ဒီကြည်မင်းကိုပေါ့နော်သူကကုတ်ကလေးသွားပို့တယ်ဒါဆိုရင်ကျွန်တော်ရဲ့မိချက်ကဒီကြည်မင်းမှာကုတ်ကလေးသွားယူသွားယူရဒီမှာထည့်ထည့်ပြီးတော့အောက်ကကွန်တိန်းနီးကိုနှိမ့်လိုက်ထားလည်းအခုချိတ်ဆက်ထားတဲ့ဖုန်းနံပါတ်ကပျောက်သွားမှာပေါ့နော်ဒါကဖုန်းနံပါတ်ပဲဖြစ်ဖြစ် ကြည်မင်းမဲ့ဖြစ်ဖြစ်ပေါ့နော်ကိုကအတော့မပြူတော့ဘူးမရှိတော့ဘူးဆိုရင်ဒီနီးတန်းဖြုတ်ပါအဲတချို့ကြတော့လေလွယ်တယ်ဗျအဲဒီလိုမျိုးစကြူအကတော့ Facebook သုံးဆွဲတဲ့ပုံမှာမူတည်ပြီးတော့တယောက်တယောက်နဲ့စကြူဒီကောင်းမကောင်းပေါ့နော်အဲတချို့ကတည်းကဒီလိုမျိုးမတောင်းဘူးပေါ့နော်မတောင်းတဲ့တပတ်အခုလိုမျိုး Delhi member နဲ့ Delhi ကိုနှိမ့်တဲ့ထားနေပေါ့နော်အဲဒါ auto ပြုတ်သွားပါတယ်အဲဒီနီးတန်းလေးပေါ့ဖြုတ်ပေါ့နော်ဟုတ်ကဲ့ပါအဲဒီပိုလေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအခုပဲပေါ့နော်မိတ်ဆွေရဲ့ Facebook account ထဲမှာဝင်းစစ်ကြည့်ပါကိုမသိတဲ့ဖုန်းနံပါတ်တွေရှိနေတယ်ဆိုရင်ဖြုတ်ကိုမသုံးပြရတဲ့ဖုန်းနံပါတ်တွေ Gmail နဲ့ရှိတယ်ဆိုရင်ဖြုတ် ုအမှန်တကယ်ချိတ်ဆက်ထားခဲ့တဲ့ဖုန်းနံပါတ်တွေကြီးမင်းတွေရှိနေတယ်ဆိုရင်လည်းအဲကွန်ဖန်းဖြစ်အောင်လုပ်လိုက်ပါဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ